โอเคပါဒီကိစ္စတွေကိုတော့အရေးယူဖို့လိုပါတယ်အဲတော့မော်လမြိုင်ကမ်းနားလမ်းမှာရှိတဲ့တာဝန်ရှိသူများဒီကိစ္စတွေကိုစီစစ်အရေးယူဖို့တိုက်တွန်းကြင်ပါတယ်မလုပ်မလုပ်ဘူးမလုပ်ဘူးလားညနာဝရာမင်းငါခေါင်းခေါင်းမင်းဘယ်ဝင်ကွာရောမရှိတော့ပြောချင်အောင်ဆွဲမင်းနော်အဲ့တော့မင်းတို့ကငါ့ကိုလူဝင်စားဘွာရော မင်းတို့အားရမှာမှငါခုကလည်းမင်းတို့ပြောထားခဲ့ပြီးပြီနော်တမတမတမမင်းလည်းဝင်ပေါ်လာဟိုမင်းပေါ်ပဲမဲ့ပဲဟဲ့ပဲညာပဲညာပဲညာပါညာပါတိုင်းတိုင်းချင်းဖုံးရမှာဟုတ်တယ်ဟုတ်တယ်ဒီမှာမင်းနဲ့နဲ့ဖုံးမှာဟယ်လိုအားလုံးပဲမင်္ဂလာပါ ကျွန်တော်ကွီးစောပါ ထုံးစံတိုင်းပဲတင်ဆက်နေကြပုံစံလေးတိုင်းပဲဒီနေ့မှလည်းတင်ဆက်လိုက်ပါရယ်ကျွန်တော်နဲ့အတူတူအဆုံးထိလိုက်ပါ ကြည့်ရှုဖို့ဖိတ်ခေါ်ပါရယ်ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ဗီဒီယိုဖိုင်လေးတစ်ခုဖွင့်ကြည့်ကြရအောင်ဗီဒီယိုဖိုင်လေးကတော့မြောင်းများမြို့နယ်ဘူကိုင်းကျေးရွာမှာရှိတဲ့ဘူကိုင်းဆရာတော်ဘုရားကြီးပြန်လည်တော်မူတယ်တတ်တော်95ဝါတော်85တတ်တော်ကတော့တော်တော်ကြီးပြီပြန်လည်တော်မူတော့တရွာလုံးရော တပည့်တန်ဃာတွေလည်းအကုန်လုံးဝမ်းထဲပူဆွေးကြတယ်။ပြီးတော့ပြန်လွန်တော်မူတဲ့ဆရာတော်ဘုရားကြီးရဲ့အေးရင်ကျူးပွဲကိုလည်းစီကားတိုက်မြိုက်စွာကျင်းပတယ်။အဲ့ဒီအချိန်မှာပဲဗီဒီယိုဖိုင်လေးတစ်ခုတက်လာပါတယ်။အဲ့ဒီဗီဒီယိုဖိုင်လေးကတော့ဆရာတော်ဘုရားကြီးကအရက်ထဲကမျိုးသမီးတယောက်ကို ဝင်ပူးပြီးတော့လူဝင်စားတော့မယ်ဆိုပြီးတော့မိန့်တော်မူလာတယ်။အဲ့တော့သူ့ရဲ့အကြောင်းမှရှိတဲ့တန်ဃာတော်တွေသူ့ရဲ့တပည့်တွေ သူ့ရဲ့တကားတကားမတွေကိုလည်းပြောစရာမိတ်စရာရှိတာတွေကိုမိတ်သွားတယ်လို့ပြောပါတယ်။သူပြောချင်ခဲ့တဲ့သူမှားချင်ခဲ့တဲ့အမှားစကားတွေကိုမိတ်သွားတယ်။အဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့တစ်ချက်လေ့လာကြည့်အောင်။ဆုံးမပြန်တော်မူခင်ငါမြောင်းလာခဲ့မယ်။အဲ့မှာ။ဒါအချင်းကမင်းနဲ့မှလည်းတွေ့ကြမယ်လေ။အဲ့မှာ။နော်။ဘဝနာဘဝရရောက်လို့ရှင်မြောင်းကဘာလို့လောက်မယ်မှတ်တော့။ အရင်ကမင်းငါကောင်းကောင်းမှအဲ့ဒါကြတော့အဲ့ဒါမမင်းငါ့ကိုမမိမှာလေနောက်တစ်ခါကျရင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့ခြေတော်ဆွဲမှာကွာနော်ဒီမင်းသားပဲရောဘူးနီအမတ်ဒီမှာရှိတယ်အလုံးလို့ဘူးမလို့ဘူးလားညနာဝရာမင်းငါကောင်းကောင်းမင်းဒီဝင်းကွာရောမရှိတော့ဘယ်လိုခြေတော်ဆွဲမလဲနော်အဲ့တော့မှ မင်းတို့ကငါ့ကိုလူဝင်စားပွားရောမင်းတို့ကအဲ့ဒါမှမှန်မှန်ငါခုကလည်းမင်းတို့ကိုပြောထားခဲ့ပြီးပြီနော်တမ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 ဆောင်းလေးဘွားနဲ့ပြန်လာမှာကွာအားကြိုက်တဲ့အသီးတွေကိုလေလားလေတဲ့နေကြလေလေလားလေနေကြလို့ရှင်လဲလေခဲ့ပေးမယ်အဲ့ဒီဘုရားနာမယ်အဲလားလေတဲ့နေကြလေအဲ့ဒီဟာလေးတွေကိုငါ့ကိုကောင်းကွာတမတမတမဟဲ့ကောင်းခဲ့ပေးမယ်မင်းငါ့ကိုလေအဲ့ဒီဟာလေးတွေကိုလေ အနော်လေးတွေနွားပြီးတော့ချွေးနော်ဟုတ်တယ်မတယ်မတယ်နော်ခင်ဗျားတို့ရှာပါမှာပြင်မှာတတိတော်ရှာမယ်မငုံနဲ့ငါပြန်သွားရမှာကြောင်းရောင်လို့ခြင်းလည်းမငုံနဲ့နော်ငိုလို့ခြင်းငါကြောင်းကြီးပါနေရမှာမင်းတို့အားကြီးတိုက်ပေါ်မှာနေတော့မဟုတ်ဘူးကွာငါကြောင်းကြီးပေါ်မှာတယ်နေတာတယ်မတယ်မတယ်ဝါပြီလို့ရှိရင်တပည့်တော်မနေ့တိုင်းလဲခရော့တဲ့ဘုံကြီးလို့ဘုံကြီးဟောနားလေးလေ မယ်ပေါ့မယ်ပေါ့မယ်လာလေလောက်တဲ့နေခိုင်းလေငါကောကောဒီမှာဒီမှာဒီမှာနော်ဒီမှာအလာမငါကြောက်ရတာကွာဒီမှာဒီမှာနော်ဒီမှာငါမခဲ့တယ်နော်ဒီမှာအားတပည့်တွေကိုလည်းပြောလိုက်အောင်ငါခွင့်လွတ်တယ်ဒီမှာဒီမှာဒီမှာငိုချတော့နဲ့ဟိုးဝေးရောက်နေတယ်အဲ့ဒီဘလာကိုလည်းပြောလိုက်ဒီမှာငိုနေအာ ားတပည့်တွေကုန်းတော့ဝေဘုံမကိုလည်းပြောလာအောင်အမဝေဘုံကိုပြောလာအောင်ကာတော့ညတော့ဝေဘုံတော့မောင်ကွန်းတော့လည်းပြောလာအောင်အမငါချောင်းကိုရောက်လို့ရှင်ညအိတ်ချောင်းလို့အမညမအိတ်ခဲနဲ့မချိမဲနဲ့ငါချောင်းကိုမချိမဲနဲ့တပားမှပြန်မချောင်းနဲ့အဲ့ဒါဆိုငါခွင့်မလို့ဘူးတယ်လို့အမအမ ိုးတို့ကိုပြောလိုက်တမနေလဲမုန်နေရေစားချတဲ့ချိန်မှာမုန်နေဆိုးတို့ကိုပြောလိုက်ငါကိုကတော့ချင်းနေဆိုလို့ရှိရင်ငါချိန်တဲ့အသီးတွေဝင်လာတယ်တမပြောလိုက်မပြောလိုက်နဲ့ပြအောင်ပြောမယ်နောင်မရစားဘူးမူချရောနဲ့နော်တမမူရင် ဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်လေးထဲမှာဆရာတော်ကြီးဝင်ပူးတယ်ဆိုတဲ့မျိုးသမီးပြောနေတာကို ထိုင်ပြီးနားထောင်နေတဲ့ဦးစင်းကမျက်ရည်တွေလည်းတူတူကျနေတဲ့ပုံစံပါပဲအဲ့တော့ရုတ်တရက်ကြည့်လိုက်ရင်တော့အင်မတန်စိတ်မကောင်းဖြစ်စရာမြင်ကွင်းပါပဲဒါပေမဲ့ဒါကအယူလွဲနေတာမဟုတ်ဘူးလားဆရာတော်ကြီးကဒီလိုမျိုးအရက်ထဲကမျိုးသမီးတယောက်ကိုဝင်ပူးပြီးတော့ဒီလိုမိမ့်မာစကားတွေပြီးတော့သူပြန်ဝင်စားမယ်ဆိုတဲ့အကြောင်းတွေပြောစရာလား ျွန်တော်ကတော့ဒါတွေကိုယုံကြည်ဖို့အင်မတန်ခက်ခဲပါတယ်ဘလို့ပဲဖြစ်နေပါစေဒါကအမှန်ကန်ပဲဖြစ်ဖြစ်အကြံဖန်ပဲဖြစ်ဖြစ်ဒီလိုမျိုးကိုလက်ခံပြီးတော့ထိုင်နှားထောင်နေတဲ့ဥစဉ်တပားကိုတော့အင်မတန်အံ့ဩပါတယ်ဒါတွေကို အရှင်ဖျားတို့ကိုယ်တိုင်ကစပြီးတော့ယုံကြည်မှု မလွန်ကဲစေချင်ပါဘူးကိုယ့်ရဲ့ဆရာတော်ကိုယ့်ရဲ့ဖုံးဖုံးကိုချစ်ခင်တဲ့စိတ်နဲ့နှမျောတဲ့စိတ်နဲ့ဝမ်းနွဲပူဆွေးတော့ကဖြစ်နေတာမှန်ပေမဲ့ဒီလိုမျိုးအတိတော့ အယုံမလွဲစေချင်ပါဘူးအဲ့ဒါလေးတော့သတိပေးချင်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယို file လေးနဲ့ပတ်သက်ပြီးတော့လဲကျွန်တော် viewer တွေရဲ့အမြင်ကိုလဲပြောခဲ့ကြပါအောင်ဗျာနော်နောက်ထပ် video file လေးတစ်ခုကိုလဲဆက်ကြည့်အောင်ဟုတ်ကဲ့ပါဒီဗီဒီယို file လေးကတော့မော်လမြိုင်ကမ်းတမ်းလမ်းမှာရှိတဲ့တာဝန်ရှိလူကြီးမင်းများအေးအေးယူဖို့အတွက်တင်ပေးလိုက်တာပါ ယဟန်နှစ်ပါးကမော်လမြိုင်ကမ်းနားလမ်းမှာထိုင်ပြီးတော့ရက်သေးစာတောက်စားနေတာကိုတာဝန်ရှိတဲ့လူတယောက်ကဗီဒီယိုဖိုင်ရိုက်ပြီးတော့ပြပို့လာတဲ့ဗီဒီယိုလေးပါအဲ့ဒါလေးကိုတာဝန်ရှိတဲ့လူတွေရေးယူစီခြင်းပါတယ်ဟုတ်ကဲ့ပါကြည့်လိုက်ပါဦးဟုတ်ကဲ့ပါဒီကိစ္စတွေကိုတော့အေးအေးယူဖို့လိုပါတယ် အဲဒါမော်လမြိုင်ကမ်းနားလမ်းမှာရှိတဲ့တာဝန်ရှိသူများဒီကိစ္စတွေကိုစီစစ်ရေးယူဖို့တိုက်တွန်းကြင်ပါတယ်။ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကိုလည်းဆက်ကြည့်အောင်။မနမ်းတဲ့မလေးနေတဲ့လေးလေးဘာလေးနေတာမလေးနေတာမလေးနေတာမကြမလေးနေတာဘာလို့ဘာလို့ဘာလို့ဒီမနေ့အပြူကြီးလေးပါဟုတ်ကဲ့

của bạn Có nhiều mí nữa này Nhiều lâu rồi, nhiều lâu rồi Nhiều lâu rồi, nhiều lâu rồi Nhiều lâu rồi มาวันนี้นี่เดี๋ยวเลยมาวันนี้ ဟုတ်ကဲ့ပါဒါကတော့အိမ်တအိမ်ကဖျားမှာမျိုးလုံးတော်တစ်ဖက်ကရောင်ကြီးတော်လွတ်တယ်ဆိုပြီးတော့ဝိုင်းပြီးတော့ကြည်နေကြတာပါဝိုင်းပြီးတော့ဖူးနေကြတာဝိုင်းပြီးတော့တအံ့တော်ဖြစ်နေကြတာပါအဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်ပေးတဲ့ရည်ရွယ်ချက်ကကျွန်တော်ဗုဒ္ဓဘာသာမြန်မာ လူမျိုးတွေကယုံကြည်မှုအင်မတန်လွန်ခဲ့တယ်ဗျယုံကြည်မှုလွန်ခဲ့တာနဲ့အလျောက် ျွန်တော်တို့အတွေးအမြင်တွေအတိတွေအတွေးခေါ်တွေယူဆတွေလမ်းလွဲသွားကြတယ်ဒီဗီဒီယိုဖိုင်လေးမှာဆိုကလေးလေးတန်တွေအများကြီးပါတယ်ပြီးတော့လူကြီးတန်တွေပါတယ်အဲ့တော့ဓာတွေကလင်းရန်ချင်းကို နားမလည်လို့မတိလို့ကလေးတွေကတန်အတော်ဖြစ်တယ်ဆိုရင်လေလူကြီးတွေကမှန်ကန်တဲ့အသိပညာမှန်ကန်တဲ့ဘုဟုတ္တမှန်ကန်တဲ့ကိုယ်ွယ်ယုံကြည်မှုမှန်ကန်တဲ့ဘာသာတရားပေါ်မှာထားတဲ့အယူအဆတွေကိုတေချာသင်ပေးဖို့လိုအပ်ပါတယ်တကယ်တမ်းဖခင်ရဲ့ဂုဏ်တော်တွေကို ယုံကြည်တက်ဝင်ပြီးတော့ကိုးကွယ်ရမယ်အစားဒီလိုမျိုးတကိုးတွေထူးထူးဆန်းဆန်းဖြစ်တဲ့အကြောင်းအရာတွေပေါ်မှာပဲခလေးတွေကိုလွဲမှားတဲ့ဘာသာရေးအယုံကြည်မှုအတိတရားတွေမထည့်ပေးသင့်ပါဘူးကိုဘာသာကိုရဲ့ဖျားပေါ်မှာယုံကြည်တက်ဝင်တာမှန်ပါတယ်ဒါပေမဲ့မှန်ကန်တဲ့စင်စားစင်ကျင်တုံတရားနဲ့မှန်ကန်တဲ့တွေးခေါ်စင်စားပုံနဲ့မှန်ကန်တဲ့ကိုယ်ွယ်ယုံကြည်မှုဖြစ်ဖို့လိုပါတယ်။တခြားဘာသာကြားတွေကကြည့်လို့ရှိရင်လည်းဒါတွေက ထင်မြင်သေးစရာကိစ္စတွေပါဒါတွေကိုတော့လူချင်းမိဘတွေအနေနဲ့ရွယ်ရောက်လာမဲ့ကလေးတွေကိုတင်ပြပေးဖို့လိုတယ်လို့ထင်ပါတယ်ထူဆန်းထွေလာတဲ့တကိုးတော်တွေနောက်ကိုမလိုက်ဖဲနဲ့တကယ်တမ်းစစ်မှန်တဲ့ကိုယ်ကိုယ်ယုံကြည်မှုသာဖြစ်တင်ပါတယ်လို့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တင်ပြပေးလိုက်တဲ့ဗီဒီယိုဖိုင်လေးတွေကိုကျွန်တော် viewer တွေကြည့်ပြီးတော့မိမိတို့ရဲ့အထင်မိမိတို့ရဲ့အမြင်များကိုလည်းပြောပြပေးခဲ့ကြပါအောင်ဗျာဒီနေ့အတွက်တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ